ယောဂာနာရယဖြစ်နေပြီဆိုတော့ချင်းဆရာ ਉਹ နေစိတ်ကိုယ်တိုင်းပျောက်တယ်တော့မအောင်မင်းနဲ့ဆရာ ਉਹ နေစိတ်ကုနေတော့လည်းပဲပျောက်ကင်းဖို့ခဲရင်နဲ့ပျောက်ဖို့မလွယ်တဲ့လူနာငားမျိုးရှိတယ်ဘုသူတ္တယောဂာပျောက်ချင်းဒီငားမျိုးမဖြစ်စေနဲ့ပေါ့နော်ဒီငားမျိုးတဲ့ကိုပါမသွားစေနဲ့အဲ့ဒါဘာတော့ဆိုတော့အဲ့ အကျင့်အနေ အစာအစာမရှောင်ခြင်းတဲ့တချို့ကပါဇက်ကသာယောဂပျောက်ရှင်နေပြောတာအစာတော့သိမ့်မတ်တာအဲ့ဒါကြည့်ကျင်တယ်တချို့မြင်မှုတယ်စားရတော့ရတဲ့ရင်သေးပါသေးဆိုတာမျိုးဆရာကဒါနဲ့မတည့်ဘူးဒါမစားနဲ့ဒါနဲ့မတည့်ဘူးဒီဟာလက်ရှောင်ပြောလေနားမထောင်ဘူးအဲ့ဒါဆရာဝန်ကဆေးကုနေတော့လဲပဲယောဂမပြောင်းနိုင်တဲ့သူဒါတယောက် နံပါတ်1နောက်တစ်ယောက်ကဘယ်သူတုံးဆိုတော့အရာသိမြတ်တဲ့အစာတဲ့တဲ့အစာကိုလည်းအတိုင်းအထွာပမာဏမရှိပဲစားခြင်းသလောက်စားခြင်းတဲ့ဒါနဲ့နောက်တစ်ယောက်လုံးစေလုံးပေးတန်စေတယ်ဒီမှာစကားရှိတယ်ဆိုတော့လုံးပေးတန်စေမကြမ်းမာနေတဲ့လူလူကောင်းတောင်မှပဲကိုတဲ့နေတဲ့ဥစ္စာဖြစ်ပေသည် အတိုင်းထက်တော့စားမင်းဘေးဖြစ်သေးတာပဲဆိုတော့ပင်ကိုကကျမ်းမာရေးမကောင်းတဲ့လူဆိုတော့ရှင်ကိုနဲ့တဲ့တယ်ဆိုပေမဲ့လို့အလုံးအကျုံလောဘတကြီးစားမင်းတို့ရှင်အဲ့ဒါဘေးဖြစ်သွားနိုင်တယ်ဖြစ်နေတဲ့ယောဂလည်းပူပြီးတော့ဆိုးသွားနိုင်တယ်အဲဆရာဝန်ကဆေးကုနေတော့လည်းယောဂမပြောင်းဘူးဒီပုံကိုယ်တွေကအမှတော့နောက်တစ်ယောက်ကတော့ ဆရာပေးတဲ့ဆေးကိုမစားခြင်းဒီလိုဆေးတောင်းမှာပြင်းတယ်။ကျောင်းကယောဂကြီးမလာအောင်ဆေးတွေမှန်မှန်တောက်ဖို့ဒီဆေးဒီဆေးတို့ဒီရှင်ဒီရှင်တောက်ဖို့ဥစဉ် TV ယောဂလိုဟာမျိုးတွေလိုအဲ့အရာမျိုးတွေပေါ့နော်ယောဂလုံမသွားအောင်ပေးထားရတဲ့အဲဆေးတောင်းမှာပြင်းတယ်တချို့ကနော်ကိုယ်တော်ကိုယ်တောင်းမှာပြင်းတယ်။အဲ့လိုလိုမျိုးလည်းဆရာကဘလောက်ပဲဆေးကုနေနေဆေးပေးတာဆေးမတောက်တဲ့အခါကျတော့ ယောဂါကမတက်တာနဲ့ပူပူပြီးတိုးလာတယ်ဆရာဆေးကုပ်ပေမဲ့မပြောက်နိုင်တဲ့လူတွေနောက်တစ်ယောက်ကဆရာဝန်ကိုဆေးကုပ်မဲ့သူကိုကိုယ်ဝေဒနာကိုအမှန်တိုင်းမပြောတဲ့သူတွေအစိုးကအမှန်တိုင်းမပြောဘူးအစိုးကပူပြီးတော့ပြောတယ်ပူပြောတော့စိုးရင်လွန်သွားတာပလီပလာအစိုးကလည်းပတ်စံကုန်မှာစိုးလို့ ဆေးရုံတက်ပြီးဆေးမကူခြင်းလို့တော့အကြောင်းမျိုးမျိုးကြောင့်ဖုံးကွယ်ထားတဲ့အမှန်တိုင်းမပြောကိုဘလို့ဖြစ်နေတယ်ဆိုတာဆရာဟောင်းကတည်တော်မမှန်ဘူးနဲ့ကိုဖြစ်နေတဲ့ယောဂါကိုဘလို့ခံစားနေရတယ်ဆိုတာကိုကအသိဆုံးမှန်တယ်အဲကိုပြောတဲ့စကားကိုနားထောင်ပြီးတော့မှတခါတည်းဆရာတွေကဆေးကိုဘလို့ကူရမလဲဘာယောဂါဖြစ်နိုင်တယ်လဲဆိုတော့သူတို့ဒါစဉ်းစားရမှာစုံစမ်းရှာဖွေပြီးအဖြေထုတ်အောင်ပေါ့နော်ဝေဒနာရှင်ရဲ့အနေထောက်ကဲခတ်ပြီးတော့အဲ့တော့မင်းနေတဲ့ဥစ္စာကိုဆက်တယ်လို့လို့ကြောက်တယ်လို့လို့နှမျောတယ်လို့လို့ဘာလို့လို့နဲ့ အမှန်တိုင်းမပြောဘူးဆိုလို့ချင်းယောဂရဲ့အစစ်မှန်ဘာယောဂယောဂလက္ခဏာကိုအမှန်တိုင်းမသိနိုင်တာဖြစ်တဲ့အတွက်ကြောင့်အနာတခြားဆေးတခြားလည်းဖြစ်သွားနိုင်တယ်ပေါ့ယောဂမှားမယ်ဆေးမှားမယ်ဒါဆိုလို့ချင်းမလိုလားတဲ့ဆေးမှားတဲ့အတွက်ကြောင့်မလိုလားတဲ့ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်လာနိုင်တယ်နော်ယောဂလည်းပြောက်မှာမဟုတ်ဘူးပေါ့အမှန်ကနောက်ဆုံးတစ်ယောက်ကရောက်ရှိရသောဝေဒနာကိုတိမခံခြင်းတဲ့ တချို့ကတီးခံပြီးတော့စေမကုနိုင်ဘူးဒီနေ့ခေတ္တဒါတော်သေးတာပေါ့ထုံစေပါလေရှင်နေသေးလို့အဲ့ဒါဘလို့မှစေကုပေးလို့မရအောင်နော်စေကုပေးလို့မရအောင်အလိုမကျနိုင်ဘူးအဲ့လိုမျိုးတည်းရှိရောဂါဝေဒနာတခုဖြစ်ပြီးဆိုမှတော့ချက်ချင်းကြီးတော့ဘယ်ပြောင်းမှာတော့ဒီလိုပဲပေါ့ကိုရင်ကိုရင် ဖြစ်ဖြစ်တော့ပြောင်းမှာပေါ့အစတည်းကမပြောင်းဆင်းခြင်းမိနေမှာနော်ဖြစ်လာပြီဆိုမှတော့ ကိုယ်ဆင်းရဲနေကြရတဲ့ဖြစ်တော့လဲဒါကိုအကြောင်းမကောင်းလို့ပေါ့ဒါလိုပဲမှတ်ရမှာဆက်လာမှာတော့ပါတတ်နိုင်မှာအရာဩယောဂဝိနောတိမခံတဲ့အခါကျတော့တိခံပြီးတော့ဆစ်ရှိလက်ရှိမကုပ်ဝဲတဲ့အခါကျတော့အဲ့ဒါပါဖြစ်တော့ဆိုတော့ဘေးကလောက်ကန်ပြရတဲ့လူကလည်းမလွယ်ဘူးတချို့ကနော်ကိုယ်ကသာစံမကြီးမကောင်းတာစိတ်ကလည်းကြီးသေးတာပြောလို့ဆိုတော့လည်းမရဘူးအဲ့လိုမျိုးတယ်အဲ့လိုမျိုးတယ်သူတို့စိတ်ကြီးပဲတိခံစိတ်မရှိဘူး ဟိုကျမ်းမိုင်မကောင်ကျမ်းမိုင်မကောင်တော့စိတ်ကဘယ်လိုပြောမလဲမကြည်ဘူးပါမကြည်တော့သူများကိုလည်းရန်ရှာနေတယ်တချို့ကနော်အဲ့ဒါအမြင်မကြည်ဘူးတချို့ကမြင်မှုတယ်ဆိုတော့တချို့လူနာတယ်အဲတော်လူနာပဲဆိုပြီးတော့နားလည်းပြလိုက်ရတာကျော် iPhone ကြီးတွေဆိုရင်တွေ့ဦးတယ်တခါဆိုကိုတော်တပါးစရုံပေါ်မှာသူ့အမေဟွာကိုင်းတုံတာတွေ့ဦးတယ်ကျမ်းမိုင်မကောင်နေတာပဲလေဆိုပြီးတော့နားလည်းပြတယ်တကယ်တော့မကောင်းပါဘူးမှာနော် အဲ့တို့ကသူတို့စိတ်လိုမကြတဲ့ဒေါသထွက်တိုင်းဘေးကလောက်ပိုင်ပြီးလောက်ကန်ပြီးတဲ့လူကတကယ်စတေနာရှိလို့ကိုမိသားစုဝင်မလို့ဒါဟာလောက်ပေးတာလေ။နောက်ကိုဆရာသမားဒါကုသသမီးဒါမှမဟုတ်ကိုတပည့်အဲ့လိုမတော့ပေးတာဥစား။အဲ့ဒါသူတို့ကသူတို့စိတ်ရှိတယ်အလိုကြနိုင်တယ်ကိုမရှိဘူး။ကိုကမချမ်းမဖြစ်နဲ့တီးခံမှာပေါ့။အဲ့လိုအဲ့လိုနော်။အဲ့ဆရာဝန်နေပေါ်လဲအဲ့ဒါအဲ့လိုမျိုးပေါ့။ဝေဒနာကိုတီးမခံနိုင်ဘူး တိမခံတဲ့အခါကျတော့ကောင်းမကုလို့မရအောင်ပြောလို့ဆိုလို့မကောင်းဘူးမကောင်းတော့ယောဂဝိရဏမပြအောင်ဆိုအဲ့ဒါမတတ်တာဟာတော့အဲမယောဂဝိရဏတစ်ခုဖြစ်ပြီးဆိုရင်တတ်တာခြင်းနဲ့ဆိုရင်ဒီ၅ရောက်ဒီ၅မျိုးတည်းမပါရစေနဲ့မပါမတာတဲ့ကိုစွဲကန်လာတဲ့ယောဂဝိရဏကိုပျောက်ကင်းအောင်ဥဒါလို့ရမှာဖြစ်ပါတယ်ပေါ့ဗျာ